Hello အားလုံးပဲမြင်လာပါဘူးဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ Champions League Semi-final ဒုတိယကြော့ဖြစ် PSG နဲ့ Arsenal တို့ရှင်ပြိုင်ကစားကြမယ့်ပွဲပေါ့လေအဲ့ဒီတွေပွဲကြို၃၀ပါဆိုတော့ Arsenal နေနဲ့ကျွန်တော်တို့ကအဝေးခွင်းမှာအနိုင်ယူပြီးတော့ final ကိုတက်သွားနိုင်မယ်လို့ညီကတို့ထင်ကြလား comeback ပြန်လာရင်းနဲ့ပေါ့လေဒါမှမဟုတ် PSG ရဲ့ဘက်ကပဲအိမ်ဝင်းမှာထက်နိုင်ရင်းနဲ့ final ကိုတက်သွားမယ်ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့ဒီထဲမှာတော့နှစ်သင်းစလုံးရဲ့ဒဏ်ရာသတင်းတွေကျွန်တော်ပြောသွားမယ်နောက်ဆုံးပွဲစဉ်ရက်လက်တွေဘယ်လိုရှိနေတယ်လဲကျွန်တော်ပြောမယ် ပြီးလို့ရှိရင်ဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစည်ရင်းနဲ့ဘယ်အတင်းတက်သွားနိုင်တယ်လဲပေါ့ဒါလေးတွေကိုကျွန်တော်ပြောကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ပရမသုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့တည်င်းပေါ့နော်ဒါနှစ်သိန်းစလုံးရဲ့တန်ရာတည်င်းတွေကိုအရင်ကြည့်ကြည့်အောင်ပါ PSG ဘက်ကတော့တော်တော်ကိုစိတ်ပူစရာပါ PSG အနေနဲ့တော်တော်ကိုစိတ်ပူစရာပါဘာလို့လဲဆိုတော့သူတို့ရဲ့ပထမအကြော်မှာဂိုးသွင်းပေးခဲ့ပြီးတော့ဒီတရာဒီလုံးဂိုးပါဝင်ပတ်သက်မှုတွေအများကြီးရှိထားပြီးတော့ဘလွန်ဒီယောမှာကျွန်တော်ပြီးနေတဲ့ ဘလွန်ဒီယောအလက်ရှိဘနော်ယူနိုက်တက်ကစားမဆင်းရင်းနေတယ်မှာပါနေတဲ့ဥစမန်ဒမ်ဘီလီပါဖို့မရှိဘူးလို့ကျွန်တော်သိရတယ်ပါဖို့မရှိဘူးဆိုရတယ်ပါဖို့မတည်ကြဘူးဘနော်ပထမကြော်တော့ကလည်းသူဂိုးသွင်းနိုင်ခဲ့တယ်ဒါပေမဲ့လို့သူ့ကိုအဲလူစားလဲခဲ့ရတယ်လူစားလဲခဲ့ပြီးတော့အခုချိန်ထိသူ recover အမိမလုံနိုင်ဘူးဆိုပြီးတော့ကျွန်တော်သိထားတယ်ဆိုတော့ပြီးအာဆင်နယ်ကိုအန်ဒီရဲ့အပီးနိုင်ဆုံးကျွန်တော်ဒါဒီဗာလဲဥစမန်ဒမ်ဘီလီ ပါဖို့မတည်ကြဘူးဆိုတဲ့သဘောပါဒါပြင်ကိုရီးယားသားလေးဖြစ်တဲ့လီကန်အင်ကလည်းဒီနေ့ပွဲစဉ်မှာပါဖို့မတည်ကြဘူးလီကန်အင်ကတော့ထားပါဗျာတော့မိမမြင်တော့ကင်ချီပဲသွားစာနေနေလောလောဆယ်မှာတော့နော်ဟိုဟို first line နဲ့တဲ့ကောတော့မဝင်နိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့လို့ဒီအူစမန်ဒမ်ဘီလီမပါနိုင်တဲ့နေရာမှာဂွန်ဇာလိုရမော့စ်ပါလာဖို့တော့အချိန်ကြီးများတယ်ဆိုတော့ဒါ PSG အတွက်တော့ကျွန်တော်တို့ဒါတော်တော်ကြီးကိုအားနေသွားမလားပေါ့နော် လက်ရှိဂွန်ဇာလိုရမော့စ်က ဥစမန်ဒမ်လီရဲ့ခြေပြကိုဘလို့မမှီအောင်မကစားနိုင်ဘူးကိုဒါကတော့လက်ရှိမှာ PSG ရဲ့ဒါအကြီးမားဆုံး injury ပြဿနာပေါ့ကွန်းလယ်မှာဆိုလို့ကျွန်တော်ဘီတင်ညာတို့ဘာတို့ကဒီ Fabian Ruiz တို့ကပြီးခဲ့တဲ့ weekend မှာရှင်ပိုင်ကစားခဲ့တဲ့သူတို့ရဲ့ ဒီအဝပွဲမှာအနားရခဲ့တယ်။ဂျောင်းနီဘက်စ်ကတော့ပေါ်ထွက်ကစားလာခဲ့တာ။ဒါမှမဟုတ်ဒုတိယကြုံမှာအဒုတိယပိုင်းမှာသူ့ကိုလူစားလဲခဲ့တယ်။အဲဒူဝေးတို့ပါလို့လဲမိနစ်အနေငယ်ဝင်ကစားတဲ့ခွာတာကတော့လုံးဝကိုပွဲချိန်ပြင်းနားခဲ့ပြီးတော့နောက်တန်းကဝီလျံပါချိုတို့မာကွင်ဟိုးစ်တို့ကိုလုံးဝအနားပေးခဲ့တာ။ဆိုတော့အာဆင်နယ်ဘက်ကိုကျွန်တော်တို့ကြည့်ရင်တော့ဒီဒုတိယကြုံမှာသောမတ်စ်ပါတီပါနိုင်မယ်ပေါ့လေ။ဒါဟာအာဆင်နယ်အတွက်တော့လုံးဝအရေးကြီးလွန်းတဲ့ကစားသမားပါ။ပထမကြုံကလက်ရှိသောမတ်စ်ပါတီမပါနိုင်တာ။ တော်တော်ကိုကျွန်တော်တိတာပြီးတော့ Declan Rice ရဲ့ performance ကိုတော့မှအပြည့်ကျွန်တော်မမြင်ခဲ့ရဘူးဟိုကနံပါတ်8ကနေနံပါတ်6နေရာကိုပြောင်းကစားခဲ့ရတာကိုဆိုတော့ပါတီပြန်ပါလာတာကအာဆင်နယ်အတွက်တော်တော်ကိုကောင်းတဲ့အားဖြည့်မှုလို့ကျွန်တော်ပြောရမယ်ဆိုတော့ပါတီအနေနဲ့ Rice to Udigadu နဲ့ပေါ့နော်ကွင်းလင်မှာပြန်ပြီးတော့တွဲနိုင်မယ့်အခြေအနေမျိုးပေါ့လေဒါအပြင်ကျွန်တော်တို့ကဒီဘုံမောက်ကိုရှုံးနေခဲ့တဲ့ပွဲမှာလည်း Julian Timber ကိုလုံးဝပေါ့နော်ကျွန်တော်အနေနဲ့ဒီမပါနိုင်ခဲ့ဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာ Timber ပြန်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဂျော်ဂျီညိုဂါဘရီယယ်ဟာဘတ်စ်နော်ပြီးလို့ရှိရင်ဂါဟိုချေဆူးပေါ့နော်။ဒါတူမီယာဆူကာလာဖီယိုဒီဒီကစားမတွေအကုန်လုံးလွဲဖို့ကျွန်တော်ရှိတယ်။ဖြစ်နိုင်ခြေရှိတဲ့ပွဲထွက်လူစင်းကိုကျွန်တော်ကြည့်ကြည့်ရရင်အင်ရှင်ပီအက်ဂျီဘက်မှာဂူဒမားကဒေါ်နာရူးမကျွန်တော်ရှိမယ်။ နောက်တန်း၄ယောက်နေရာမှာဆိုလို့ရှိရင်ဟာကီမီမာကွင်ဟုတ်ဝီလီယံပါချိုနူနူမန်ဒက်စ်ဒီကစားမားတွေအကုန်လုံးနှိပါကိုပြီးခဲ့တဲ့ weekend strasbourg နဲ့လာမသူတို့ရှုံးနေကြတာ PSG ကအဲ့ဒီပွဲမှာတို့ဒီအနားပေးခဲ့တယ်တို့ကဖလားရသွားပြီဆိုတော့ပြည်တွင်းကမြေမြေဘာဖြစ်ဖြစ်ပြပစ်ထားလို့ကျွန်တော်ရတယ်ကိုတို့၄ယောက်စလုံးကျွန်တော်ဒီနေ့ပွဲဒီမှာပြန်ပါလာဖို့ရှိတယ်ဒါအပြင်ကျွန်တော်ကွင်းလေက Fabian Ruiz, Pitinha, João Nieves ဆိုတဲ့၃ယောက်ပဲဖြစ်ဖို့များပြီးတော့ tight side ကတော့ Cavara ရဲ့ Duwe ရဲ့တိုက်စစ်မှုဖြစ် Gonzalo Ramos ကိုကျွန်တော်မြင်ရနိုင်တယ် ်ဦးစမန်တမ်မီလီမပါတာအာဆင်နယ်အတွက်တကယ်ကိုတည်င်းကောင်းဖြစ်ပြီးတော့ PSG အတွက်တည်င်းဆိုးပေါ့ဗျာသူဒီမင်းတော့1-0ဆိုတဲ့ရလဒ်ကဘာမစိုးဖြစ်သွားနေဆိုရင်ရှိသေးတာကိုအာဆင်နယ်ရဲ့ဖြစ်နိုင်ခြေပွဲထွက်လူစင်ကိုကျွန်တော်ကြည့်ရရင်ဒေးဗစ်ရာယာကျွန်တော်ရှိမယ်ဂျူလီယန်တင်ပါတော့ပါလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဂျူလီယန်တင်ပါခီဝီယိုနဲ့ဆာလီဘာလူးဝစ်ကယ်လီကျွန်တော်ပါမယ်ကွန်းလင်ကတော့ဒါပါတီပြန်ပါပြီးတော့ရိုက်စ်နဲ့အူဒီကက်ပေါ့ဗျာတိုက်စစ်ကတော့ဆာကာမာတင်နီလီနဲ့ ဒါမယ်ရီနိုတို့ကိုကျွန်တော်တို့ဒါထည့်တင်တယ်လီယန်နိုထရော့ဆာကတော့ကျွန်တော်မေ့ထားလိုက်တော့ဗျာဒီလားဘာလို့လဲဆိုတော့ပီအက်ဂျီနဲ့ကပီအက်ဂျီနောက်တန်းကလုံးဝ physical နော်လုံးဝ physical ဆိုတဲ့အခါကျတော့မယ်ရီနိုဒီပီအက်ဂျီတိုက်ခန်းစစ်ကိုကောင်းကောင်းဒုက္ခပေးနေဆိုရင်ရှိတဲ့ player မျိုးဒါကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ဒါထရော့ဆာတို့ဘာတို့ကိုအရန်ကုန်မှာကျွန်တော်ထားသင့်တဲ့အခြေအနေမျိုးပါဒါကတော့ဖြစ်နိုင်ချေရှိတဲ့ပွဲထွက်လူစင်းနေပေါ့လေနေသင်းစလုံးရဲ့ form နေကိုကျွန်တော်ကြည့်ရရင် PSG ကနောက်ဆုံး Champions League 6ပွဲကိုကျွန်တော်ကြည့်ရင်3ပွဲအလေးပွဲနိုင်ထားပြီးတော့2ပွဲရှုံးနေထားတယ် တရေပွဲတွေကျွန်တော်ရှိမထားဘူးပေါ့နော်ဒါကလီဗာပူးတင်းရဲ့ကွင်းကိုလာကစားပြီးတော့အနိုင်ရက်လက်လက်ပါတယ်လို့အာဆင်နယ်ကိုအမရိတ်ကြီးလာကစားတဲ့နိုင်ထားတဲ့ရက်လက်လက်ကျွန်တော်ပါတယ်ပြိုင်ပွဲဆုံး PSG ရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်နှစ်ပွဲပဲနိုင်ထားပါသေးတယ်နှစ်ပွဲပဲနိုင်ထားပြီးတော့3ပွဲရှုံးနေထားတယ်တပွဲတည်ကြထားတယ်အဲဒါတိတ်တော့ချီနေကောင်းမနေဘူးပေါ့နော်ဒါပေမဲ့လို့ကျွန်တော်ပြောသလိုပဲသူတို့ကပြင်သစ်လီဂူမှာဖလားရရသွားပြီရသွားပြီဆိုတော့အဲ့ဒီပွဲစဉ်ဒီမှာဘယ်သူမှထည့်မကန်တော့ဘူး မကန်တော့ဘယ်နဲ့ Champions League တွေကြီးပဲသူတို့အာယုံဆက်နေတဲ့အနေထားမှာရလက်ကောင်းနေ Champions League ကရနေတယ်။အာဆင်နယ်ရဲ့နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်အာဆင်နယ်ကနောက်ဆုံး Champions League နောက်ဆုံး6ပွဲမှာ၄ပွဲထိနိုင်ထားပါတယ်။တပွဲတည်းတပွဲရှုံးရထားပြီးတော့အဲ့ဒီထဲမှာ Real Madrid ရဲ့အိမ်ဝင်းကိုတွားပြီးတော့ဗာနေဗျူးမှာအနိုင်ရလက်ယူပြထားတဲ့အရာတော်ကျွန်တော်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်တော့အာဆင်နယ်ဟာ နှစ်ပွဲနိုင်နှစ်ပွဲသည်နှစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုရထားတယ်။ဒါကတော့ PSG ကိုအိမ်ခွင်းမှာရှုံးနေထားသလိုဘုံမောက်ကိုလည်းအိမ်ခွင်းမှာ weekend မှာရှုံးနေထားကြတဲ့ပွဲလေးပါတယ်။အဲ့ဒီတော့ငါဆိုလို့ချင်းအာဆင်နယ်မှာလူဆုံးတက်ဆုံတော့တင်ပါလို့ပါလို့တော့ပဲမပါတာ။လူဆုံးတက်ဆုံတဲ့သူတို့ရှိမှန်းကစားခဲ့တာရှုံးနေခဲ့တယ်။အာဒီတာနေနဲ့အဲ့ဒီပွဲစဉ်မှာလူဆုံးသုံးခဲ့လို့ဆိုပြီးတော့မှပရိသတ်တွေရဲ့ဝေဖန်မှုတွေခံခဲ့ရသေးတယ်။သူကတော့ဗနော်ကျွန်တော်တို့က PSG လို့မဟုတ်ဘူး။ PSG ကသူတို့ချန်ပီယံလည်းဖြစ်သွားပြီဆိုတော့လူစင်းလည်းရှိတယ်ဆိုတော့နားပေးလို့ရတယ်ပေါ့။ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ဘက်မှာ နော်ပရီးမီးယားလေးမှာလည်းကျွန်တော်ကအရေးကြီးတာတွေကျန်သေးတယ်ဆိုတော့အနာပေးလို့မရဘူးလူစင်းမှာလည်းတချို့ကစားမိုက်ဒဏ်ရာပြဿနာကြုံနေရတယ်ဆိုတော့ဗောနော်အနာပေးလို့မရဘူးဆိုတဲ့အကြောင်းနေသူပြောသွားတယ်ဆိုတော့ဒီညမှာကွာဟတဲ့အရာတစ်ခုကအာဆင်နယ်ကဒီကစားမားတွေနဲ့ပဲတိတ်ပြီးတော့အလွန်ဆုံးအပြောင်းလဲရှိရင်2နေရာ3နေရာပဲအပြောင်းလဲရှိမှာဘုံမောင်းတဲ့ပွဲစဉ်ကလူစင်းနဲ့ PSG ကကျတော့အများကြီးအပြောင်းလဲဖြစ်လာမှာကစားမားတွေအဓိကကြတဲ့သူတွေအကုန်လုံးကိုလည်းဝီကန်မှာလုံးဝအနာပေးခဲ့ပြီးသားဆိုတော့သူတို့ကဝမ်းစီးနဲ့လည်းအသာစီးရထားပြီးသားဆိုတဲ့ခါကျတော့ ပီအေဂျီနောက်တစ်ဆင့်ကိုတက်သွားမှာညကတို့ညကတို့ဘယ်လိုမြင်ကြလဲတကူတော့ရှိတယ်ပေါ့နော်အာဆင်နယ်အနေနဲ့တကူတော့ရှိတယ်လီဗာပူးတင်းဟာဒီပြင်သစ်မြေကိုလာပြီးတော့1-0ဆိုတဲ့ရလနဲ့အနိုင်ယူပြထားမှုတယ်ဆိုတော့ okay အင်္ဂလိပ်ငါးကောင်ကြီးပြင်သစ်ကွင်းဆိုပြီးတော့တိတ်ကြောက်နေတဲ့အဲကောင်ကြီးကွင်းမှာငါတို့ကအနိုင်ယူထားတာဆိုတဲ့ပုံစံမျိုးဟမ်ပြဿနာကတော့လီဗာပူးကသူတို့ကွင်းမှာချုပ်နေရင်တည်းသူတို့တွေဒါပင်နယ်တီဆုံးဖြတ်မှာတိုင်ပတ်သွားတယ်ပေါ့ဗျာဆိုတော့အာဆင်နယ်ပြင်သစ်ကွင်းမှာလက်ရှိပီအေဂျီကွင်းမှာပေါ့နော် ကျွန်တော်တို့ဒီခံဘက်ပြန်လာနိုင်မလားတခုရှိတာကဗျာကျွန်တော်လက်ရှိ Champions League မှာ Champions League မှာကျွန်တော်1-0ဆိုတာဘာမှမဟုတ်ဘူးပြီးရနော်1-0ဆိုတာဘာမှမဟုတ်ဘာလို့လဲအဲ့လိုပြောရလဲဆိုတော့ဟိုအာအာစနယ်ကအိမ်ဝင်းမှာတောင်းမှကြည့်ရမလားနော်အနိုင်မရထားတာကွာပြင်းတိကွင်းမှာဘလို့နိုင်ရမှာလို့ PSG ကွင်းမှာဘလို့နိုင်ရမှာလို့ကျွန်တော်ပြောကောင်းပြောကြနိုင်မယ်ကျွန်တော်တို့အနေနဲ့လက်ရှိ PSG ကတော့အရင်တုန်းက PSG နဲ့မတူတော့ဘူးပေါ့လေအရာအလုံးကအများကြီးပိုကောင်းလာပြီကိုနီးပြားကစကစားမားတွေအလဲကျွန်တော်တို့ကပင်နီယာပဲကြည့်ကြည့် เนาะအဝေးဝင်းမှာလည်းအနိုင်ယူထားပြီးသားဆိုတော့အရာအလုံးကပူကောင်းလာပြီသို့တော်လည်းပဲပေါ့เนาะ1 z ဆိုတာကကျွန်တော်ဘာမှမစိုးဖြစ်သွားနိုင်ဆိုရင်ရှိနေသေးတဲ့အရာတခုဘာကြောင့်လဲဆိုတော့ PSGD 1 z နဲ့နိုင်ထားတာဖြစ်တဲ့တည်းသူတို့ဒီနောက်ထပ်တကူမရလဲပြဿနာမရှိဘူးနောက်တကူမရလဲပြဿနာမရှိဘူးဒါပေမဲ့ Arsenal ဘက်ကကျတော့ငါတို့တော့เนาะ Premier League မှာလည်းငါတို့ဖလားမရတော့ဘူး Champions League ဝင်ခွင့်ဒီငါတို့တွေအမြင့်ဆုံးဖြစ်သွားပြီ Premier League မှာဒါတော့မှအောက်ကတင်ကြီးကလိုက်လာပြီဆိုတော့ဒီ Champions League မှာဆိုလို့ရှိရင်လည်း အဲ့ဝမ်းစီနဲ့ငါတို့ရှုံထားပြီးသားအကယ်လို့ငါတို့ထက်တိုက်လို့နောက်တခါထက်ကိုလည်းထွက်အမှာပဲဝမ်းစီနဲ့ငါတို့ပြီးသွားလဲထွက်အမှာပဲတူးစီနဲ့ရှုံလဲထွက်အမှာပဲနှစ်ကျော်ပေါင်းတတိစီနဲ့ရှုံလဲငါတို့ထွက်အမှာပဲဆိုတော့ငါတို့အတွက်တစ်ခုပဲရည်ရွယ်ချက်ကတိုက်စစ်စင်မယ်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 ဒါပဲဟုတ်တယ်မနော်ဒါပဲဗျာဆိုတော့ PSG ဘက်ကကြာအဲ့လိုမဟုတ်ဘူးငါတို့ဝမ်းစီနဲ့အသာကြီးရထားပြီးသားနောက်ထပ်ဂူပူရလေပူကောင်းနေပဲဆိုတော့ငါတို့တိုက်စစ်ဆင်လို့ဂူပူရရင်ပူကောင်းမယ်ဒါပေမဲ့လို့တိုက်စစ်ဆင်လွန်းပြီးတော့ဂူတွေပြန်ပြရရင်ရထားတဲ့ဂူအလကားဖြစ်မယ်ဆိုတော့ အင်ရှင်အာသာချက်နဲ့သူတို့ပွဲကိုထိန်းချုပ်ဖို့ဒီအဓိကကြိုးပမ်းမှာပဲပထမအကြိုတုန်းကတောင်မှအာဆင်နယ်ဘက်ကတချို့အခွင့်အရေးတွေအသုံးမချနိုင်ခဲ့လို့တော်တော်လေးပြည်ကြီးတက်တာရရသွားတာပြည်ကြီးဘက်မှာလည်းအခွင့်အရေးတချို့တော့ကျွန်တော်ရခဲ့တယ်ဟိုဒါကြောင့်ဒါကြောင့်ပေါ့နော်ကျွန်တော်အာဆင်နယ်ဒီကျွန်တော်တို့အရာအားလုံးကိုကျွန်တော်တို့အနေနဲ့တွန်းရတော့မှဒီပွဲမှာဆိုတော့တွန်းရတော့မှဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ပေါ့နော်အကယ်လို့တိုက်စစ်အတင်းတင်းကဒရက်စစ်တိုက်စစ်ဆင်နေတယ်ဆိုလို့ရှိရင်အတိုင်းတာတစ်ခုတည်းတော့ကျွန်တော်တို့ကအခြေအနေကောင်းပါပဲပထမကြော်တော့ကအာဆင်နယ်တိုက်စစ်ဆင်ပြီမဲ့လေလို့ 1စီးတစ်ပြည်ရမလားပို့ပြီးတော့ဂိုးမပြရဖို့အတွက်လည်းသူတို့ကကြိုးပမ်းနေကြသေးတာဒုတိယကြောင့်မှ1စီးဆိုတာဘာမှမဆိုဖြစ်နိုင်သောရှိသေးတဲ့အခြေအနေမျိုးပါလေကျွန်တော်ကတော့ဘယ်နော်1စီးဆိုတာကကျွန်တော်တို့သိပြီးတော့ဟိုရာနှုန်းပြေတွက်ထားလို့ရတဲ့အခြေအနေမျိုးမှာရှိမနေသေးဘူးလို့ကျွန်တော်ထင်တယ်။အာဇနီဟာရီယယ်မက်ထရစ်ကွင်းမှာလည်းသူတို့တခုလုတ်ပြထားတယ်။နော်ရီယယ်မက်ထရစ်တင်မှာလည်းသူတို့တွေဒါနိုင်ယူထားတယ်။ဆိုတော့ပြင်သစ်မြေမှာလည်းအနိုင်ယူဖို့သူတို့ကြိုးပမ်းလာအောင်ပါပဲ။ကျွန်တော်ဒီနေရာမှာဗျနော် United Predators ဆိုတဲ့ခါကျတော့မင်း PSG တက်လေကောင်းနေပြီဗော။ PSG ကိုတက်စီနေတာဗော။ PSG အိမ်ကွင်းမှာနိုင်ပြီးတော့တက်သွားပူတောင်ကောင်းနေတယ်။ မင်းဘာလို့လဲတော့မသိဘူးသီလားအာဇနယ်အာဇနယ်ကမ်ဘက်ပြန်လာနိုင်လိမ့်မယ်လို့မင်းစိတ်ထဲမှာခန်းစားနေရတယ်ငါကြည့်ဘာလို့လဲတော့မသိဘူးဟုတ်ပြောတာတိုက်စီချင်တာတော့ပြဲကြီးပဲကိုပြိုင်ဘက်ကိုပြန်တော့အာဇနယ်ကဒါမှမဟုတ်ကျွန်တော်ထင်နေမင်းအာဇနယ်ဖိုင်နယ်တက်သွားဖို့မင်းအခွင့်အရေးကတော့မင်းမရှိဘူးလို့ပြောလို့မရဘူးနော်သီလားနော်အာဇနယ်ဖိုင်နယ်တက်နိုင်ဆိုရင်ရှိသေးတယ်လို့ထင်နေအကယ်လို့များထားပါတော့ဗျာစောစောစီးစီးအာဇနယ်ဂိုးဒီပါတွေရသွားတယ်ဆိုအရာအလုံးကပြောင်းလဲသွားပြီချန်ပီယံစ်လိဂ်တွေမှာအထာနှေးတဲ့သူကခံရတာပဲဗျာ နော်ကျွန်တော်တို့အာဆင်နယ်နဲ့ပွဲဆိုလို့ရှိရင် PSG ဘက်က9မိနစ်တောင်မပြည့်သေးဘူးဂိုးရတယ်အဲ့ဒါနဲ့လည်းကျွန်တော်ပြီးသွားတာအခု PSG ဘက်မှာဆိုလို့ရှိရင်ဒမ်ဘီလီပါဖို့မရှိဘူးဗျာနော်ဒမ်ဘီလီပါဖို့မရှိဘူးအရင်မှလီကန်ရင်ကျွန်တော်ပါဖို့မရှိဘူးဒါအပြင်အကယ်လို့များဆော်စီတီဥဆောင်ကိုပြီးရတဲ့ဆိုလို့ရှိရင်ပူတော်မှတိုင်ပြသွားအောင်ပါအိုအင်ဝင်အရှင်အာသာချက်နဲ့ညီကျွန်တော်တို့သူကတော့အတင်းကောင်းတင်းလေးဖြစ်တယ်ဆိုတဲ့အခါကျတော့ဒါ PSG ဘက်ကတော့ဒါအများကြီးအာသာတာဗောလေပထမကြုံနေစားလို့ရှိရင် ပြီးလို့ရှင်နီးပြားကလူဝစ်စင်နေပြီးကြပြပါတီပတ်ချက်မဟုတ်ဘူးသိလားအဲ့လိုမျိုးဆိုတော့အာတီတာကိုအချိန်မီဝစ်ဆိုလို့ခေါင်းခေါက်သွားလို့ရတဲ့နီးပြားမျိုးဒါပေမဲ့လို့ဗောနော်သောမက်စ်ပါတီပြန်လာတယ်သောမက်စ်ပါတီမပါတဲ့ပွဲအိမ်ကွင်းမှာတောင်မှမယ်ရီနိုရဲ့ဂိုးတွေကိုမရခဲ့တာနော်ပြီးလို့ရှင်ဒါတချို့အလုံးနေဆိုလို့ရှင်ဗျာအာဆင်နယ်ဘက်မှာအခွင့်အရေးအကြီးကြီးတွေကျွန်တော်ရတာအဆင်မပြေဘူးမာတင်အူဒီကတ်တို့ဘလူးမန်ခြေသွင်းမပြနိုင်ဘူးဒါမျိုးတွေကျွန်တော်ရှိခဲ့တယ်ဆိုတော့လက်ရှိသောမက်စ်ပါတီပြန်ပါပြီဆိုတော့ rice ရဲ့ဘောနော performance တွေအများကြီးပို့ပြီးတော့တွေ့ရဖို့ကျွန်တော်တို့ရှိတယ်သူတမင်တော့ party ပြန်ပါတယ် number 6မှာကစားနေပြီဆိုရင် declan rice ဒီ number 8မှာအများကြီးပို့ကောင်းနေကစားမှာဆိုတော့ declan rice ရဲ့ performance တွေကိုအများကြီးပို့ပြီးတော့မြင်လာဖို့ကျွန်တော်တို့ရှိတယ်တအားဖြင့်အမြင်ဘောတွေကလည်း arsenal အတွက်အားသာတဲ့အရာတွေပဲကျွန်တော် merino ရသွားတဲ့ goal ဆိုလို့ရင်လူကျွနေတာဆိုတော့ဒီပွဲမှာအဲ့လိုမျိုး down gun ဘောတွေ down gun ဘောတွေပြီးလို့ရှိရင်ဘောနော်အလွတ်တေကန်ဘောတွေပြည့်တံဘောတွေကနေတဆင့်ဂိုးတွေမရဘူးလို့ကျွန်တော်ပြောလို့မရဘူး နော်အမြင်ပေါ်ပိုင်နေတဲ့ကစားမဆိုတော့ PSG မှာတော်တော်လေးရှားပါတယ်ကျွန်တော်တို့ဒီဒေါ်နယ်ရူမာကတော့ဂိုးသမားကတော့အမြင်ပေါ်တွေပါတယ်စိတ်ချရတယ်ပေါ်လေးဒါပေမဲ့ရှုပ်ချက်ခက်နေသူလည်းတိုင်ပတ်တာပဲကျွန်တော်မာကင်ဟိုးစ်တို့ပါလို့ဝီလျံပါချိုတို့ပါလို့အမြင်ပေါ်ကောင်းတယ်ဖာဗီယန်ရူစ်တို့ပါလို့အမြင်ပေါ်ကောင်းတယ်ဒါပဲဟာကီမီအမြင်ပေါ်အဲ့လောက်မကောင်းဘူးနူနိုမန်ဒက်စ်အဲ့လောက်ထိကျွန်တော်တို့ကအမြင်ပေါ်အဆင်မပြေဘူး ဝင်လေ၃ယောက်စလုံးကအမြင်ဘောဒီဘလူးမန်အချီနေမကောင်းဘူး။ဂျောင်းနီဘက်ကတော့သူက USD ကောင်းနေဗျာ။ဒါပေမဲ့လို့အမြင်ဘောဒီဘာဒီမှာအလောက်အချီနေမကောင်းဘူး။တိုက်စစ်ဆိုလို့ရှိရင်ဂွန်ဇာလိုရမိုးစ်တို့ဘာလို့ကတာမန်ပဲဗျာသိလား။တာမန်ပဲအလောက်ချီဒီကျွန်တော်အချီနေမကောင်းဘူး။တောင်မန်နှစ်ယောက်ဆိုပူတောင်ဆိုးသေးတယ်အမြင်ဘောဆိုဘာမှမဟုတ်ဘူး။ဆိုတော့အာဆင်နယ်အနေနဲ့ကိုအားတာတဲ့အရာတွေကနေတစင်အတုံးချနိုင်နေဆိုရင်ဒီပွဲကအာဆင်နယ်ရဲ့ချမ်းစီတယ်လို့ကျွန်တော်ထင်တယ်။သူတို့ကမ်ဘက်တောင်မှ ပြန်လာနိုင်စွမ်းရှိတယ်ဗောနော။ PSG နေနဲ့လီဗာပူးနဲ့ပွဲလုံးကလိုမျိုး ကိုရသည်များအခွင့်အရေးတွေကိုအသုံးမချနိုင်ဘူးဆိုရင်တော့တိုင်ပတ်မှာပဲ1-0ဆိုတာကဘာမှမဆိုဖြစ်သွားနိုင်ဆိုရင် ရှိသေးတယ်။အာဆင်နယ်ကလည်းလေပေါ့မင်းပါလေဒီရီမက်ဒရစ်ကွင်းမှာတော့ငါတို့လုတ်ပြထားသေးတာပဲဆိုတော့မျိုးရှိမှာပဲလေဆိုတော့1-0လည်းဖြစ်တယ်။အရာအားလုံးလည်းအကုန်ပေးပြီးတော့ကစားရအောင်မယ်ဆိုတဲ့ခြေနေမျိုးမှာပွဲကောင်းတစ်ပွဲနဲ့ကျွန်တော်ဘယ်သူတက်သွားမလဲပေါ့နော်။အင်ရှင်ပဲတက်သွားမလား။အာဆင်နယ်ပဲအာဆင်နယ်ကတော့နှစ်ဆလောက်ရမှာပေါ့လေအာဆင်နယ်ကတော့နှစ်ဆ၃ဆကျိုးပန်းရမှာပေါ့သူတို့ကရှုံးနေထားတာဟုတ်နော်တရီကြရင်တော့နောက်ဆင်းတက်နိုင်မယ့် PSG တို့ကတော့ အလောက်ကျူးပန်းစရာလူကြမလူရင်းမယ်ဆိုတော့ညီကတို့နေနေရောဘလူမြင်ကြလဲအာဆင်နယ်နေနဲ့ကမ်ဘက်ပြန်လာနိုင်စွမ်းရှိတယ်လို့ညီကတို့ထင်ကြလားဆွနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်